လူရဲလို့ဖြစ်လာရင်ကိုယ့်ဘဝကိုတာဝန်ယူနိုင်ဖို့အရေးကြီးတယ်လူချင်းချင်းဆက်ဆံတဲ့နေရာမှာတဦးနဲ့တဦးတော့ကိုင်းကျွန်းမိကျွန်းကိုင်းမိမိခိုးကြတာပဲဒါပေမဲ့အဲ့ဒီမိခိုးတယ်ဆိုတာအများရန်မိခိုးနေလို့မကောင်းဘူးဆိုတာကိုနားလည်ရမယ်လူတွေရဲ့စိတ်တဘောကအများရန်ပြောင်းလဲဖောက်ပြန်နေကြတာ တောင်းလာပြီဆိုရင်မိဘအရင်တော်မှစိတ်ကွက်တတ်တယ်တဲ့အဲ့ဒီတော့ကိုအားကိုကိုကြတဲ့သူတွေမှာတော့ဒီဘေးကနေกินလွတ်ကြတယ်အကူကြီးတောင်းတင်တယ်ဆိုတဲ့နေရာမှာလဲလိုအပ်လာရင်တော့တောင်းကြတာပဲတောင်းပြီးရင်တော့သူလိုအပ်တဲ့အချိန်မှာလဲကို ပေးနိုင်ဖို့လိုအပ်လာပြန်တယ် လောကကအဘေးနဲ့အယူဆိုတဲ့စနစ်နဲ့သွားနေကြတာဆိုတော့အယူကြီးပဲတတ်တတ်ဖြစ်လာမယ်ဆိုရင်အဆင်မပြေတာတွေများလာလိမ့်မယ်အဲ့တော့ကိုယ်ကိုယ်လည်းသူတစ်ပါးကညွန်ညင်ခြင်းစိတ်ပြတ်ခြင်းမဖြစ်ရအောင်ကိုယ်အားကိုယ်ကိုယ်ရဲ့စိတ်နဲ့နေနိုင်တာအကောင်းဆုံးပဲကိုယ်ရဲ့ခြင်းပေါ်မှာကိုယ်ရက်တည်ပြီးတော့ကိုယ်လုံးရမယ်လို့ကိုယ်ကိုယ်လုံးနေတာဒါအတိတ်ပဲရှိတာပဲ။ ဝဆိုတာကဘဝရှိလာရင်ဘဝတာဝန်ထမ်းရမှာဆိုတော့ကိုယ်ဘဝတာဝန်ကို ကိုယူနိုင်အောင်ကြိုးစားတာဟာဒါဟာအတိတ်ပဲပြေဝတဲ့ဘဝပဲအဲ့ဒီမှာစိတ်တကြစရာတွေကြုံပေမဲ့လည်းစိတ်တကြနေစရာမလိုဘူးလူတိုင်းလူတိုင်းဟာဒီအတိုင်းပဲကြိုးစားသွားကြတာဘုရားရှင်တော်မှဘုရားပြဖို့အတွက်ကိုဘာကောမှ မငဲ့မကွက်ကြိုးစားသေးတာပဲ ဒီလိုဖြစ်တင်တယ်ဆိုတဲ့နေရာမျိုးတွေမှာဆန္ဒပြင်းပြနေဖို့လိုအပ်တယ်စိတ်ကိုလည်းခိုင်မာစွာထားနိုင်ဖို့လိုအပ်တယ်ဝရိယမလျှော့ဖို့လည်းလိုအပ်တယ်စင်ကြင်ညာပါနေဖို့လည်းပဲလိုအပ်တယ်အများရန်ပြောင်းလဲနေတဲ့လူတွေရဲ့သဘာဝတွေကို လိုက်ခံစားနေလို့မဖြစ်ဘူးကိုဘွားကိုကိုအာယုံဆိုင်ပြီးတော့အမားနဲ့အောင်နေအမားရှိမယ်ဆိုရင်တော့ဝိုင်းဝန်းတိုက်ခိုက်တာကိုခံရတာပဲ။ အဲ့တော့အမားနဲ့အောင်တတိပညာဒီတရားတွေသုံးပြီးတော့လောကီအတွက်ပဲဖြစ်ဖြစ်လောကုတ္တရာအတွက်ပဲဖြစ်ဖြစ်ကိုယ့်ဘဝကိုယ်ကိုယ်တာဝန်ယူနိုင်တဲ့သူဟာအကောင်းဆုံးပဲကိုယ့်ရဲ့အောင်မြင်မှု ကိုယ့်ရဲ့ယက်တည်မှုကိုယ့်ရဲ့ရှင်သန်မှုဆိုတာကိုယ့်အပေါ်မှာပဲအများဆုံးမူတည်တယ်အဲ့တော့အစမပြေတာတွေကြုံလာလို့ရှင် အာမငင်နေစိတ်တက်လည်းမကြနဲ့ လူဆိုတာကအားငယ်တတ်သောစိတ်တကြတတ်သောသဘာဝရှိပေမဲ့ကြာကြာအားမငယ်ပါနဲ့ကြာကြာစိတ်တက်မကြပါနဲ့စိတ်တက်ကြလိုက်တဲ့အခါမှာနှစ်ခါရှုံးတယ်ဒီတော့နှစ်ခါရှုံးသမားအဖြစ်မခံနဲ့အချိန်နဲ့အရက်ရက်ကြောင့်အဆင်မပြေတာတကုတ်ကူဖြစ်ပေမဲ့စိတ်ကိုပြန်ပြီးတော့မတ်လာအောင်ကိုဘာတော်ကိုကိုအားပေးရမှာပဲကိုရေချင်းပေါ်မှာကို ရက်တီပြီးတော့ဘဝရှင်သန်နိုင်တယ်ဆိုရင်ဒါပြီးပြည့်စုံနေပြီပဲချမ်းသာခြင်းမချမ်းသာခြင်းကဒါတွေဟာကိုယ်လုံအားကိုယ်ညံအားတွေအပေါ်မှာမူတည်တာချမ်းသာသည် ဖြစ်ပါစေမချမ်းသာသည်ဖြစ်ပါစေလောလောဆယ်စိတ်ပန်းဆိုင်ရာမှာဆင်းရဲမသွားအောင်တော့တတိထားပေးရမယ်ကိုယ်မှာကိုညီမဲ့သူတွေနဲလို့ဆိုပြီးတော့စိတ်တကြနေလားမကြလိုက်နဲ့ ူညီမဲ့သူမရှိလဲကိုဘာသာကိုရှောက်ရမှာပဲစပ်တာရှောက်ကိုကိုချီကျူးတဲ့သူတွေနဲနေတဲ့အတွက်ကြောင့်စိတ်ထကြနေလားမကြလိုက်နဲ့ကြလိုက်ရင်စပ်ပြီးတော့မကြိုးစားတော့ဘူးချီကျူးတဲ့သူနဲရင်ချီကျူးတဲ့သူများလာဖို့အဆက်မပြတ်ကိုကိုကိုမွန်းမှန်ပြီးတနေ့တဲ့တနေ့အရေးသွေးတွေပိုတက်လာအောင်စူးစမ်းနေဖို့ပဲအရေးကြီးတယ်စိတ်ထမကြလိုက်နဲ့ဆက်သာလျှောက် ို့မှအဆင်မပြေတာတွေများနေလို့ဆိုပြီးတော့စိတ်တမကြလိုက်နဲ့အဆင်မပြေဘူးဆိုတာလူတိုင်းကြုံရတဲ့အရာပဲတချိန်တစ်ခါမှာတော့စိတ်တက်ကြဘူးကြတဲ့သူတွေကြီးပဲဒါကြောင့်စိတ်တမကြလိုက်နဲ့ဆက်သာလျှောက်ဘဝဆိုတာဘဝရှိနေတဲ့ရဆက်ရှောင်နေရမှာပဲအလျှော့ပေးလိုက်ရင်နှစ်ခါရှုံးတယ်ကိုကိုကိုမှယုံကြည်မှုမရှိတဲ့သူတွေနှစ်ခါရှုံးတယ်ဒါကြောင့် ကိုကိုကိုသာယုံကြည်မှုအပြစ်ထားလိုက်ကိုအလုတ်ကိုသာကိုယုံကြည်မှုအပြစ်နဲ့လှုပ်လိုက်ပြောင်မြောက်တဲ့ရလတ်တစ်ခုထွက်လာအောင်အလုတ်လှုပ်ပြလိုက်ကိုအစဉ်ပြေလာတဲ့နေ့ကျရင်ပါဇက်ပေါက်တွေအလိုလိုပိတ်သွားလိမ့်မယ်ဒီလိုဆိုတော့ကိုအတွက်ကိုတတိဝရိယနဲ့ကြိုးစားရင်းဖြင့်ပဲစိတ်သက်ကြသွားမယ်ကြံလိုက်တိုင်းပြန်ပြီးတော့မတ်တည်ယူလိုက် ငါဒီလဲသူများတွေလိုပဲပကုံးနှစ်ဖက်ကြားမှာကောင်းတလုံးပေါက်တဲ့သူပဲသူတို့ဒီလဲပကုံးနှစ်ဖက်ကြားကောင်းတလုံးပေါက်တဲ့သူတွေပဲဖြစ်ချင်ရင်စ조사ရမှာပဲသူ့လိုဖြစ်ချင်ရင်သူ့လို조사ရမယ်သူများတွေဖြစ်လို့ဆိုပြီးအပေါ်ကိုကြည့်ပြီးတော့လဲစိတ်တကြစရာမလိုဘူးသူတို့လဲဒီလိုအဆင့်ကတတ်သွားတာပဲလို့ကိုကိုကိုပြန်ဆင်ခြင်ရဒါအားတွေအောင်မြင်တယ်ဆိုပြီးတော့လဲပဲ သူတို့ကိုကြည့်ပြီးတော့စိတ်တမကြနဲ့အောက်မှာကိုယ့်ထက်နှိမ်ကြနေပြီးတော့အဆင်မပြေမှုပေါင်းများစွာကိုခါးစည်းခံနေတဲ့သူတွေအများကြီးပဲဒါတွေကိုကြည့်လိုက်ရင်စူးစမ်းကြံစိတ်တွေပြန်ဖြစ်လာလိမ့်မယ်ဘလို့မှအဖက်ဆက်လို့မရတော့ပါဘူးစိတ်တွေတအားထိုးကြနေပါပြီ ဆိုရင်လည်းမရဘူးအဲ့တိုင်နေလို့မရဘူးပြန်ဆွဲတင်ရမှာပဲဘုံဘုံလဲပြီးတော့ဘာမှမလုပ်ချင်စိတ်ဆိုတာဘုံကြီးတို့တွေလည်းဖြစ်ခဲ့တာပဲ အချိန်ချင်းလဲဖြစ်တယ်အချိန်ချင်းလဲပြန်ပြီးတော့ထတာပဲလဲနေမယ်ဆိုလို့ရှင်ဒီနေ့ရက်တီနိုင်စရာအကြောင်းမရှိဘူးအဲ့တော့စိတ်ကိုလည်းလဲမသွားစေဘူးအလုပ်ကိုလည်းရက်မပြစ်လိုက်ဘူးလှုပ်တင်တဲ့အလုပ်ကိုလှုပ်တယ်ညံတော့တုံးရလိမ့်မယ်ညံလေးရှင်ပြီးတော့အကျိုးအကြောင်းအဆိုးအကောင်းဆင်ကျင်တတ်တဲ့သဘောလေးနဲ့သွားမယ်ဆိုရင်အဆင်ပြေသွားလိမ့်မယ်ဒါကြောင့်စိတ်တယ်မချနိုင်စိတ်တကြရင်နှခါရှုံးတယ် နှခါရှုံးသူမဖြစ်ပါစေနဲ့။အောင်မြင်ကြပါစေလို့ဆုတောင်းပေးပါရစေ။အားလုံးအေဂျင့်ပျော်ရွှင်အောင်မြင်ကြပါစေ။